အေရီတိုင်းရှိမြို့နယ်တွေမှာသကြံပွဲကျင်းပခြင်းမရှိပေမဲ့အုတ်ချုပ်ရည်နဲ့ရဲတွေက လုပ်ငန်းရှင်တွေထံကအနှုံငွေ ကောက်ခံနေတယ်လို့ဒေသခံတွေထံကသိရပါဗျ။ရေကစားမနက်နဲ့ဖျော်ပြေးရေးတွေပြုလုပ်ခြင်းမရှိပေမဲ့စတုဒီတာကျွေးဖို့အတွက်တိုင်းစစ်ကောင်စီကညွှန်ကြားထားတာကြောင့်အခုလိုအနှုံငွေတွေလိုက်လံကောက်ခံနေတယ်လို့သိရပါဗျ။ဂျိုင်းမှုတွေကတိန်ဘလောက်ဆိုပြီးသတ်မှတ်လို့ထည့်ရတယ်။ စရုဒိတာကျွေးဘူးဆိုတော့အလှလို့ပဲသဘောထားလိုက်ပါတယ်လို့ပသိမ်မြုပ်ကန်တူက ARD Times ကိုပြောပါရယ်မပူရောမြို့နယ်မှာလည်းကြံတွန်းလို့ဆိုပြီးစခန်းမှုကဥဆောင်ပြီးတစ်ဆက်တွေကိုတသိမ်းနှုံကောက်ခံနေတယ်လို့ဒေတာကန်ရီထန်ကသိရပါရယ်ပသိမ်မြုပ်မှာစစ်ကောင်စီကျင်းပဖို့တိစောက်ထားတဲ့ကြံမနဲ့တွေကိုဧပြီ5ရက်နေ့ကစတင်ပြီးပြည်내ဖြတ်သိမ်းပြီးတဲ့နော် မျိုးရော်ခန့်မှရှေ့မှာစတုဒိတာကျွေးဖို့မန်နက်တစ်ခုပြန်လဲတိစောက်နေတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါဗျ။